ိုင်းလာမှာတခြားလက်နက်ကန်အဖွဲ့တွေလက်ခံထားတာမျိုးမရှိဘူးလို့ NDAA မိုင်းလာအဖွဲ့ကပြောပါတယ်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာကသူတို့ရဲ့ဒေသထဲမှာဘယ်တော်လှန်ရေးအဖွဲ့စည်းဘယ်လက်နက်ကန်အဖွဲ့ကိုမှလက်ခံထားတာမျိုးမရှိဘူးလို့ပြောလိုက်တာပါ NDAA မိုင်းလာခေါင်းဆောင်တွေနဲ့ဒီစစ်ကောင်စီရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမှာရှိတဲ့ တရိကန်ဒေတာတိုင်းစစ်ဌာနချုပ်ရွှေတရိကန်ရိတ်တာမှာတွေ့ရတဲ့အချိန်ခုလိုမျိုးပြောလိုက်တာဖြစ်ပါတယ်စစ်ကောင်းဆောင်နဲ့မိုင်းလာကောင်းဆောင်တို့ဟာမေလ25ရက်နေ့မနေ့တုန်းကတွေ့ခဲ့ပြီးသူတို့တွေတွေ့တဲ့အချိန်မှာ NDAA ရဲ့ဒုဥက္ကဋ္ဌဦးစံပေကပြောဆိုလိုက်တာလို့စစ်ကောင်းစီပိုင်းသတင်းစာတွေမှာထုတ်ပြန်လာပါတယ်ဒီလိုမျိုးပြောလိုက်တာနဲ့ပတ်သက်ပြီးတော့ online စာမျက်နှာပေါ်မှာတော့ဝေဖန်မှုတွေမြင့်တက်နေပါတယ် NDAA မိုင်းလာအဖွဲ့ကဒီမိုင်းလာဆီလူနံပါတ် န်းစတဲ့ခရိုင်၃ခုနဲ့အုတ်ချုပ်ရည်ရန်ရားတွေကိုလဲပတ်နေတဲ့လက်နက်ကန်အဖွဲ့ဖြစ်ပါတယ်။